စစ်ကောင်စီရဲ့ရွေးကောက်ပွဲကိုစန့်ကျင်ကြောင်းလှုပ်ရှားမှုနဲ့အတူဒီဇင်ဘာလ10ရက်နေ့မှာပြုလုပ်မယ့်အတန်တိတ်တပိတ် Silent Strike မှာပြည်သူတွေပါဝင်ပူးပေါင်းကြဖို့ဒီကနေ့ဒီဇင်ဘာလ9ရက်မှာစူးလေလူကုန်တရားအနေအတိပေးနှိုးဆော်မှုပြုလုပ်ခဲ့တယ်လို့ရန်ကုန်လူထုတပိတ်စီကသိရပါတယ် ။အတိပေနိုးဆော်မှုမှာတော့အထုအယောင်ရွေးကောက်ပွဲကိုအတိမဲမပြူပဲဆန်ခြင်းကြောင့်ဒီဇင်ဘာလ10ရက်နေ့အတန်တိတ်တပိတ်မှာပြည်သူလူထုတရက်လုံးကအထုတကော့ပူပေါင်းပါဝင်ကြဖို့နဲ့အထုအယောင်ရွေးကောက်ပွဲနဲ့ရွေးကောက်ပွဲအလွန်ကာလာတွေမှာလေ လူထုရဲ့ပုံကံအတူမှုရှိမှသာလွတ်မြောက်မှု အစ်စ်ကိုရနိုင်မယ်ဆိုတဲ့အချက်၃ချက်ကိုအတိပဲလှုံ့ဆော်ခဲ့ကြပါရန်ကုန်မှာစစ်ကောင်စီရဲ့360 CCTV တွေအသွင်ယူထောက်လန်းရေးအရက်ဝတ်တဲ့ပုံမှန်ပတ်ကင်းတွေနဲ့လုံခြုံရေးအထက်ထက်ချထားတဲ့ဂျာကနေမြို့လေးကောင်းလုံးနေရာမျိုးမှာလှုပ်ရှားမှုကိုပြုလုပ်ခဲ့တာပါလို့ရန်ကုန်လူထုတပိတ်ရဲ့ပြောရေးဆိုခွင့်ရှိသူကတီဗူဘီကိုပြောပါတယ်။တရုတ်ဖို့ဓာတ်ပုံတွေထင်းမှာတော့အမိုက်ပုံအနည်းအထုအယောင်ရွေးကောက်ပွဲကိုစန့်ကျင်ကြောင်းနဲ့ အတန်တိတ်တပိတ်နှစ်ကိုအတိပေးထားပြီးပုံကံအန်တူးဆိုတဲ့စာသားပါဆိုင်ပုံကိုထောင်ထားတာဖြစ်ပါရဲ့ရှင်။